နံပါတ်၁မီဒီအချောင်းအရာအချောင်းဖြစ်ပါစေ ခင်ပွင်းတဲ့ကိုအော်ဟစ်ပြောဆိုခြင်းမပြုပါနဲ့ဒီအပြုအမူဟာယူတီလေးစားမှုမရှိတဲ့လက္ခဏာဖြစ်ပါတယ်နံပါတ်၂တင်းခင်ပွင့်ရဲ့အားနဲ့ချက်တွေကိုတင်မီတာစုနဲ့တင်းတငယ်ချင်းတွေစီမှာမပြောမိပါစေနဲ့တင်ပြောခဲ့တာတွေပြန်ပေါက်ကြပြီးတင်းအတွက်အဆိုးပြန်ဖြစ်လိမ့်မယ်ဇနီးနဲ့ခင်ပွင့်အပြန်အလှန်ဖုံးဖိကာကွယ်ပေးဖို့ဖြစ်ရမယ်နံပါတ် တင်းတဖက်သက်စိတ်သက်ခံစားချက်အနေအထားနဲ့တင်းခင်ပွင့်တယ်ကိုမဆက်ဆံပါနဲ့ခင်ပွင့်တယ်ကသူနားလေတဲ့အတိုင်းအတိတ်ပဲဖွင့်ပြီးနားလေလွဲနိုင်ပါတယ်ကို့အတွက်ပဲကြီးတတ်တဲ့အမျိုးသမီးတွေဟာတာယာတဲ့အိမ်ထောင်ကြီးကိုမပိုင်ဆိုင်ရတတ်ပါဘူး နံပါတ်၄တင်းခင်ပွင့်တဲ့ကိုအခြားအမျိုးသားတွေနဲ့ဘယ်တော့မှနှိုင်းရှင်မပြောမိပါစေနဲ့သူတို့ဘဝတွေဖျက်တမ်းလာခဲ့တဲ့ဘဝအခြေအနေအကုန်လုံးကိုဒီမသိနိုင်ဘူးခင်ပွင့်တဲ့ရဲ့ယက်တီချက်မာနကိုတိုက်ခိုက်နေဖို့ပဲစိတ်ရောက်ရင်ခင်ပွင့်တဲ့စီကလာမဲ့မြတ်တာတွေလက်လွတ်ဆုံးရှုံးရလိမ့်မယ်နံပါတ်၅တင်းခင်ပွင့်တဲ့ရဲ့မိတ်ဆွေများအပေါ်အကောင်းမွန်စွာဆက်ဆံပြုမှုပါတခါတရံသူတို့ကိုတင်းမနှင်းမြုပ်နိုင်ဘူးတင်းရဲ့ဆက်ဆံပြုမှုချင်းကတင်းခင်ပွင့်ရဲ့ကိုစားကုံဖော်ပေးသူဖြစ်တဲ့ဆိုတာမမေ့ပါနဲ့ နံပါတ်6တင်လက်ထပ်ထားတဲ့သူဟာတင်းခင်ပွင့်ဖြစ်ပြီးတင်းအစီခံအခြားလူတယောက်ယောက်မဟုတ်ဘူးဆိုတာဘယ်တော့မှမမေ့ပါနဲ့ကိုဖက်ကလုံရမဲ့လုပ်ငန်းဝတ်တရားတွေမပြက်ကွက်ပါနဲ့နံပါတ်9တင်းခင်ပွင့်ရဲ့စိတ်ဝင်စားမှုကိုရဖို့အခြားလူတွေကိုအကူအညီမတောင်းပါနဲ့တင်းခင်ပွင့်တွေ အတွက်တင်တာတာဝန်အရှိဆုံးဖြစ်ပါတယ်။နံပါတ်၈တိခိပွင့်တဲ့လက်ဗလာနဲ့အိမ်ပြန်လာခဲ့ရင်ဘယ်တော့မှအပြစ်မတင်ပါနဲ့အပြစ်တင်တာထက်ခွင့်အားပေးစကားပြောပါ။နံပါတ်၉တင်ခိပွင့်ရဲ့ trainer စာကိုတန်ဖိုးထားပြီးမဖြုံတီးပါနဲ့ဖြုံတီးတတ်တဲ့ဇနီးတဲ့တယောက်မဖြစ်ပါစေနဲ့။နံပါတ်၁၀တင်ခိပွင့်နဲ့အတူမနေချင်လို့နေမကောင်းဘူးဆိုပြီးစင်ချေမပေးပါနဲ့ခင်ပွင့်တဲ့ဆန္ဒရှိတဲ့အတိုင်းသူ့ကိုဖြစ်စီပေးပါ။နံပါတ်၁၁တင်ခိပွင့်ကိုတင်ရေးစာဟောင်းတွေနဲ့နှိုင်းရှင်ပြီးဘယ်တော့မှမပြောမိပါစေနဲ့။အဲ့လိုအပြုမူဟာတင် င်းအိမ်ထောင်ကြီးကိုဘယ်တော့မှပြန်လည်သားရစေမှာမဟုတ်ပါဘူးဟုပတ်စနစ်အများသူငါရှိမှတင်းခင်ပွင်းကိုစားပြောဆိုဆွေးနွေးခြင်းမလုပ်ပါနဲ့တင်းခင်ပွင်းကသူကိုတိုင်တော်၎င်းတင်ကိုစားတော်၎င်းဥဆောင်ဆွေးနွေးပါစေ။နံပါတ်73တာသမီတွေရှင်းမှာတင်ခင်ပွင့်ကိုအော်ဟစ်ချင်းစိန်ခေါ်ချင်းမျိုးဘယ်တော့မှမလုပ်ပါနဲ့။ပညာရှိတဲ့အမျိုးသမီးတွေမှာအဲ့လိုအပြုအမူမျိုးလုပ်လဲမရှိဘူး။ နံပါတ်၁၄တင်ဘလောက်တော်တယ်ဆိုတာကိုတင်းခင်ပွင့်ကတတိမထားခင်တင်းခင်ပွင့်တော်တဲ့အချက်တွေကိုရှားဖွေနိုင်ပါစေနံပါတ်၅၅တင်းတင်ရချင်းတွေကိုတင်းထက်တင်းခင်ပွင့်ရဲ့ယင်းနှင်းကျုံးဝင်မှုမရှိပါစေနဲ့နံပါတ်၆၆ကိုလက်တန်းရှင်ပြီးလှပနေဖို့အချိန်ယူပါတင်းမလှမပနေချိန်မှာပြင်ဆင်လှပနေတဲ့မေဟေတီတွေကြားမှာတင်းခင်ပွင့်ရှိနေတယ်ဆိုတာတတိယပါ ဆက်ခွင်တင်းအိမ်ထောင်ရည်နဲ့ပတ်သက်ပြီးတင်းမိဘတင်းမိသားစုနဲ့တငယ်ချင်းတွေရဲ့ဆုံးဖြတ်ချက်အတိုင်းမဖြစ်ပါစေနဲ့သူတို့တွေရဲ့ထောက်ခံမှုရဖို့အချိန်မဖြုံးမိပါစေနဲ့တခါတလေပြတ်သားဖို့အချိန်ကိုလိလျူရှူထားတတ်ရတယ်။နံပါတ်၈တင်းချစ်ချင်းမြတ်တာကိုဘယ်တော့မှငွေကြေးကုန်ပကာတနအပေါ်မှာအချိန်မခံမိပါစေနဲ့တင်းခင်ပွင့်ထက်တင်းဝင်ငွေပိုများနေချိန်မှာရောတင်းခင်ပွင့်ရဲ့အုပ်ဆိုးမှုကိုဝန်ခံနိုင်မလား။ 20တင်းစိန်ဝန်ဆောင်မှုနဲ့နားထောင်ပေးမှုကိုတင်းစီကတင်းခင်ပွင့်လိုချင်တယ်ဆိုတာမမိပါနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးဟာမိသားစုတစ်ခုရဲ့ပျော်ရွှင်ရခြင်းအရင်းမြစ်တစ်ခုပါပဲနံပါတ်20 တင်းအတွေးအချံဟာတင်းခင်ပွဲထွက်ပိုးကောင်းနေရင်တော့ဘယ်တော့မှနှိုင်းရှင်မပြောပါနဲ့အတူတကွတလုံးတဝါလှုပ်ဆောင်ရချင်းဆိုတာကိုတတိယပါနံပါတ်23တင်းခင်ပွဲအပေါ်မကြာခဏပြစ်တင်စီရင်တာအပြစ်ရှာတာမလုပ်ပါနဲ့ပွားစီပြစ်တော့ပြောတတ်တဲ့ဇနီးကိုဘယ်သူမှမလိုချင်ပါဘူးနံပါတ်22ပြင်းရတဲ့ဇနီးဟာဂယုမဆိုင်တတိမရှိတဲ့သူပါသူ့ခန္ဓာကိုယ်ကိုရေချိုတက်ဆင်ဖို့တောင်မတီးတဲ့သူတွေရှိတယ်နံပါတ်23တင်းခင်ပွင့်တဲ့ကအစာရွေးတာတင်းအကောင်းဆုံးချက်ကျွေးနိုင်အောင်ကြိုးစားပါ ဘဲခင်ပွင့်ကမှအစားအသောက်ကိုအပြော်အပြက်လို့သဘောမထားကြဘူးနံပါတ်24တင်းခင်ပွင့်စီအများကြီးမတောင်းဆိုမိပါစေနဲ့အဖြစ်အပျက်တိုင်းပေါ်မှာဂျင်းနဲ့ ပျော်ရွှင်တပ်ပါစေဖြစ်လာမဲ့အရာတွေအတွက်လည်းဂျီနတ်တပ်ပါစေနံပါတ်25တင်းခင်ပွင့်အိမ်ကိုပြန်လာတိုင်းရေတခွက်နဲ့ဂန်းလို့ဂျူတတ်သူဖြစ်ပါစေချိုးမြိန်တဲ့စိတ်ထားဟာစစ်မှန်တဲ့အလားတရားဖြစ်တယ်နံပါတ်26အိမ်ထောင်ရေးခံယူချက်လွဲမှားတဲ့အမျိုးသမီးတွေနဲ့ဘယ်တော့မှအယောတဝင်မိတ်ဆွေမဖွဲ့ပါနဲ့နံပါတ်29တင်းထိန်ချုပ်ဆောက်ထိန်ပီးချင်းဟာတင်းရဲ့ထိန်မြတ်မင်္ဂလာဆောင်ချင်းရဲ့တန်ဖိုးဖြစ်တဲ့နမောနမဲ့ပြုမှုနေထိုင်ခြင်းကိုရှောင်ပါ 28တင်တသမီများဟာဘုရားသခင်ပေးတဲ့ကောင်းချီးဖြစ်လို့သူတို့ကိုချစ်ပါကောင်းမွန်စွာတွင်တင်ပြုစုပါနံပါတ်29တင်ဘလောက်အသက်ကြီးလာပါစေတင်မေတ္တာစုကိုလွန်မိုအုပ်ဆိုးနိုင်ပါတယ်ဘယ်အချောင်းချောင်းနဲ့မှတင်မေတ္တာစုကိုခရုစိုက်တာတွေကိုမလျှော်လိုက်ပါနဲ့နံပါတ်30စူတောင်းအားကြီးတဲ့ဇနီးဟာအကောင်းဆုံးပြင်ဆင်ပြုမှု တတ်သူဖြစ်ပြီးခင်ပွင်းတဲ့သားသမီးတွေအတွက်အများဆုတောင်းပေးတတ်တယ်။အချက်တွေဟာအမျိုးသမီးကောင်းလက္ခဏာ30တွေပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်တတ်တဲ့ဆိုလို့ရှိရင်အောက်မှာ subscribe လေးလုပ်ပေးခဲအောင်နော်။